နော်နှိမ့်ချနေတဲ့လူတွေကြားထဲမှာမြင်မဆွာနေရမယ်ဆိုတာဘာပြောတာတုံးဆိုတော့အစအစအရာရာစိတ်တအဖြစ်ဖြစ်စီကိုကျင်တရားအဖြစ်ဖြစ်စီနှိမ့်ချနေတဲ့ဒီလောကကြီးထဲမှာစိတ်တအဖြစ်ကိုကျင်တီလာအဖြစ်မြင်မဆွာစောက်တည်ပြီးတော့နေရမယ်လို့ပြောတာဟောဒါကြတော့သူကပြောပုံကအတိပဲတမျိုးဖြစ်သွားတယ်နော်စောစောကမကောင်းတာတွေပဲမြင်နေတဲ့လောကကြီးမှာမကောင်းတာတွေကိုနှိမ့်ပြီးတော့နေရမယ်ပေါ့အခုကဘာပြောတော့ ကောင်းတာတွေနေနေတဲ့လောကကြီးမှာကောင်းတာတွေကိုညှင့်ပြီးတော့မြင့်နေအောင် လုပ်ပြီးတော့နေရမယ်လို့ပြောတာအဲ့တော့အဓိကဒီနေရာမှာလောကကြီးကဘာတွေနှိမ့်ချနေတာတို့ဘာတွေမြင့်ဖို့လိုတာတို့လို့ပြောရရင်တော့နှစ်ချက်ပေါ့အကိုချင်းသီလနဲ့စိတ်ဓာတ်ဟုတ်လားကိုချင်းသီလနဲ့စိတ်ဓာတ်ဒီခေတ်မှာအများကြီးနှိမ့်ချနေတာမရှိဘူးလားအရှိလူကြီးတွေပြောတယ်ဆုတ်ကတ်နော်ဆုတ်ခစ်ဒီလိုပြောတာရှိတယ်နော်ဆုတ်တယ်ဆိုတာဘာလို့ဆုတ်သွားတာတုံးဆိုတော့ သူတော်ကောင်းအကျင့်တွေဆုပ်သွားတာသူတော်ကောင်းစိတ်ဓာတ်တွေဆုပ်သွားတာတဖြည်းဖြည်းနဲ့ဒါဆုပ်နေတာကတော့လေအမှန်ပဲဒါကဦးဇင်းတို့နော်တဘာဝလောကကြီးရဲ့လမ်းစဉ်တိုင်းသူကပွားနေတာပါဒါဟုတ်လားဒါကိုတကယ်မှတော့ဦးဇင်းတို့ရက်တန့်ဖို့ဆိုတာမလွယ်ပါဘူးဟုတ်ရဲ့လားတော့လောကကြီးတဖြည်းဖြည်းနဲ့ဆုပ်ယုပ်လာတဲ့အစသရရဆုပ်ယုပ်လာတဲ့ဆိုတာကိုရက်တန့်ဖို့ဆိုတာမလွယ်ပါဘူးအဲ့တော့သူများဆုပ်ယုပ်သွားတိုင်းကိုဆုပ်ယုပ်မသွားဖို့အရေးမကြီးဘူးလားအဲ့ဒီအချက်ကိုမိမောင်းထုတ်ပြရာရောက်တယ်လို့ထင်ပါတယ် ဟုတ်လားနှိမ်ကြတဲ့လူတွေကြားထဲမှာမြင်မားစွာ နေရမယ်ဆိုတာ သူများမောကားရေတောင်းတိုင်းမတောင်းနဲ့လို့ပြောတာအဲ့တော့တကယ်တမ်းကကိုကနှိမ်ကြလိုက်မယ်ဆိုလို့ရှိရင်ကိုနှိမ်ကြစွာနေခြင်းကြောင့်ရရှိတဲ့အကျိုးရလဒ်ကိုကိုပဲသိမ့်ပိုက်ရအောင်သူများမကောင်းလို့ငါလိုက်မကောင်းမယ်ဆိုရင်သူများမကောင်းတာကသူများဖတ်သူသူများအပြစ်သူများယူသွားမှာဟုတ်လားဆိုလိုတာကသူများမကောင်းခြင်းဟာကိုမကောင်းခြင်းအတွက်အကြောင်းမဖြစ်သင့်ဘူးသဘောပေါက်လားဦးဇင်းပြောတာ သူများမကောင်းခြင်းဟာကိုမကောင်းခြင်းအတွက်အကြောင်းမဖြစ်တယ်မို့ပေါ့သူမကောင်းတာသူ့သူမကောင်းတာနော်ကိုမကောင်းလို့ရှင်ကိုခံရမှာအားလုံးမကောင်းနေတာပဲကွာငါတယောက်တည်းမကောင်းလို့ဘာမှမဖြစ်ဘူးလို့ထင်လို့မရအားလုံးမကောင်းလည်းပဲမကောင်းတာကြီးကတော့မကောင်းတဲ့အကျိုးပဲပေးမှာပဲဟုတ်လားအဲ့တော့ပေးတဲ့ပေါင်းတော်ဒါလေးကိုကွယ်ကွယ်ပြားပြားနားလည်ဖို့မလိုဘူးလားလိုတယ်နော်အဲ့တော့ဦးဇင်းတို့